ဒီကနေ့အလူရှင်ညာနေတကွာဓမ္မမိတ်ဆွေများအားအလူမောတနာတရားနေဖြင့်တတဝါတွေကုသိုလ်ကောင်းမှုတွေကိုပြုလုပ်တဲ့အခါဖြစ်ပေါ်တဲ့တရားစုကောင်းတဲ့တရားစုတွေထဲကရှိရင်းနဲ့ ဩတ္တပအကြောင်းကိုဟောကြားပေးမှာဖြစ်တယ်။ခိရိဩတ္တပအကြောင်းဒီကောင်းစရာခိရိကိုမြမလိုအချက်တရားလို့ဘာသာပြန်တယ်။ဩတ္တပကိုမြမလိုအကြောက်တရားလို့ဘာသာပြန်တယ်။ချက်ချင်းသဘောနဲ့ကြောက်ချင်းသဘောအချက်တရားနဲ့အကြောက်တရားခိရိဩတ္တပ ဘာတွေကိုချက်တာလဲဘာတွေကိုကြောက်တာလဲဆိုတော့မကောင်းတာတွေလုပ်ရမှာမကောင်းတာတွေပြောရမှာမကောင်းတာတွေတွေးရမှာကိုရှက်နေမှကြောက်နေမှာအဲ့ဒါဟီရီအော်တပါသဘောပဲမကောင်းမှုတွေကိုပြုလုပ်ဖို့အတွက်ချက်ခြင်းသဘောနဲ့ကြောက်ခြင်းသဘောအဲ့ဒါဟီရီအော်တပါအဲ့တော့ဟီရီရဲ့သဘောတရားက အတ္တဓိပတိယလို့ခေါ်တယ်မိမိကိုကိုအလေးထားတယ်ပုတ္တပသဘောတရားကြတော့လောကဓိပတိယပြင်ပလောကကိုအလေးထားတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကိုစနောတိပိတကမင်းကုန်းစေတော်ဘုရားကြီးငယ်စဉ်တုန်းက ကိုရင်ဘဝမှာပွဲတွေကိုကြည့်တယ်ဇပွဲတွေဝါသနာပါမယ်ဆရာတော်ကြည့်တယ်ဇပွဲတွေကြည့်နောက်ဆောင်မပွဲအောင်တယ်အငဲတန်းဖြည့်ပြီးတော့အောင်သွားတဲ့အခါမှာပထမလက်တန်းအလက်တန်းကိုရောက်တယ်အဲ့တော့တငယ်ချင်းတွေကပွဲကြည့်ဖို့လာခေါ်တယ်ဟဲ့ကိုရင်ဝိစိတ်တာလာတို့ပွဲသွားကြည့်ရအောင် ဆိုတော့တိပိတကဆရာတော်လောင်းလျာကိုရင်လေးဝိစိတကပွဲကြည့်ဖို့မလိုက်တော့လိုက်တော့ဘူးတဲ့ဟာဘာဖြစ်လို့လဲမင်းပွဲကြိုက်ပါတယ်ကွာခါတိုင်းလဲတို့တွေအတူတူသွားကြည့်နေကြပဲအေးအရင်တုန်းကတော့ပညာအရေးချင်းကနိုင်ကြသေးတယ်ပထမငယ်တဲ့အဆင့်ပဲဆိုတော့နိုင်ကြသေးတယ်အခုတော့ ပထမငတန်းအောင်လို့ပထမလက်တန်းရောက်ပြီတို့ပညာရည်ချင်းကမြင့်လာပြီအဲ့တော့တို့လိုပညာရည်ချင်းမြင့်လာတဲ့ပုံကူတွေကလူချမ်းသူချမ်းထဲမှာတိုးဝဲပြီးတော့ပွဲသွားကြည့်ဖို့မသင့်တော်တော့ဘူးဒါအချက်တရားပြောတာကိုယ့်ရဲ့ပညာဂုံကိုငဲ့ပြီးတော့တို့လိုပညာတက်ပညာသိပုံကူတယောက်ကအဲ့လိုမျိုးလူတွေကြားထဲကိုတိုးဝဲပြီးတော့ပွဲကြည့်ဖို့ဆိုတာ မသင့်တော်ဘူး ချက်စရာကောင်းတယ်လို့ကိုရင်ဝိစိတ်တာကငင်းပယ်လိုက်တယ်ပေါ့အေးအဲ့တော့ဟိရိတရားဆိုတာကိုယ့်ရဲ့အမျိုးဂုံကိုယ့်ရဲ့ပညာဂုံကိုယ့်ရဲ့အသက်အရွယ်တွေကိုငဲ့ပြီးတော့ချက်စရာကောင်းတယ်ဆိုပြီးတော့မလုပ်တာတချို့အသက်ကြီးပြီเนาะအသက်ကြီးပြီးတော့ကိုယ့်အရွယ်နဲ့မလိုက်တာတွေ မကောင်းမှုတွေလုပ်နေမယ်မကောင်းမှုတွေပြောနေမယ်ဆိုရင်ဒါဟိရိအချက်တရားကင်းမဲ့တယ်လို့ခေါ်နေပေါ့ငယ်စဉ်တုန်းကမကောင်းမှုတွေကိုလုပ်ခဲ့ပြီးမှအသက်အရွယ်ရလာတဲ့အခါမှာအိုးတို့အသက်တို့အရွယ်နဲ့တော့ဒီလိုနေရာတွေမသွားသင့်တော့ပါဘူးဒီလိုစကားတွေမပြောသင့်တော့ပါဘူးဒီလုပ်တွေမလုပ်သင့်တော့ပါဘူးချက်စရာကြီးဆိုပြီးတော့ကိုယ့်ရဲ့အရွယ်ကိုအသက်အရွယ်ကိုငဲ့ပြီးတော့ချက်စရာကောင်းနေဆိုပြီးမကောင်းမှုတွေမလုပ်တော့ဘူးမပြောတော့ဘူး အဲ့ဒါဟိရိတရားပဲနော်ကိုယ့်ရဲ့အမျိုးကုံနော်ကိုယ်ငါတို့မျိုးရိုးဟာဒီလိုအလုပ်ကိုမလုပ်သင့်ဘူးဒီလိုစကားတွေမပြောသင့်ဘူးဆိုပြီးတော့ကိုယ့်ရဲ့အမျိုးကုံကိုငဲ့ညာပြီးတော့မကောင်းမှုတွေမပြော မကောင်းမှုတွေမလုပ်အဲ့တော့ကိုယ့်ရဲ့အမျိုးကိုယ့်ရဲ့ပညာကိုယ့်ရဲ့အသက်အရွယ်တွေကိုငဲ့ညာထောက်ထားပြီးတော့မကောင်းမှုကနေချောင်းကျင်တယ်အဲ့ဒါအချက်တရားဟိရိလို့ခေါ်တယ်ပေါ့ ကြောင့်ဟိရိတိအတ္တဓိပတိယမိမိကိုယ်ကိုငဲ့တယ်လို့ခေါ်တယ်။နောက်ဩတ္တပအကြောင်းတရားကြတော့ကိုယ်ဆက်ဆက်တဲ့ဇွေမျိုးတွေကိုငဲ့ပဝန်းကျင်ကိုငဲ့အေးငါသားမကောင်းမှုတွေလုပ်လိုက်မယ်ပြောလိုက်မယ်ဆိုရင်ငါနဲ့ဆက်ဆက်နေတဲ့ငါတပည့်တွေငါသားသမီးတွေငါမြေမြစ်တွေငါတငယ်ချင်းငါမိတ်ဆွေတွေထိခိုက်တော့မှာပဲဟုတ် မာကနုံရှင်တော်ဗျာကြီးစကားနဲ့ပြောမယ်ဆိုရင်ငခုံးမတကောင်ကြောင့်တလီလုံးပုတ်ပုံစံဖြစ်တော်မှာပဲငါရဲ့မိုင်မမှုကြောင့်ငါရဲ့မစင်မချင်းပြုလုံးမှုကြောင့်ငါနဲ့ပတ်သက်တဲ့ပုံကိုယ်တွေထိခိုက်တော်မှာပဲဆိုအဲ့ဒါကိုကြောက်ရွံ့တာအော်တပကြောက်တယ်ကြောက်တယ်ဆိုတာအဲ့လိုပဝန်းကျင်ကကဲ့ရဲ့မှာဆွဆွဲမှာပြစ်တင်မှာကိုကြောက်တာအဲ့တော့ငါနဲ့ဆက်ဆက်တဲ့ပုံကိုယ်တွေထိခိုက်တော်မှာပဲအဲ့တော့ ခြောက်ကျင်တဲ့နယ်ဆိုပြီးတော့ခြောက်ကျင်တာအဲ့ဒါအော်တက်ပါเนาะအဲ့တော့မိမိကိုယ်ကိုငဲ့ပြီးတော့မကောင်းမှုတွေကိုခြောက်ကျင်တာကဟိရိတဘောသူတစ်ပတ်သားကိုငဲ့ပြီးတော့မကောင်းမှုတွေကိုခြောက်ကျင်တာကအော်တက်ပါတဘောပဲပေါ့မကောင်းမှုတွေကိုမလုပ်ဘူးမလုပ်ဖြစ်တော့ဘူးမကောင်းတာတွေမပြောဖြစ်တော့ဘူးအဲ့တော့ဟီရီနဲ့အော်တပါအလွန်အရေးကြီးတယ်။ဒါကြောင့်ဦးဇင်းတို့လူသားတယောက်တီလ စင်ကြဖို့အတွက်ဘာလိုအပ်ပါသလဲလို့မေးရင်ဟီရီနဲ့အော်တက်ပါအချက်တရားနဲ့အကြောက်တရားလိုအပ်တယ်ပေါ့ဟီရီအော်တက်ပါအချက်တရားနဲ့အကြောက်တရားလိုအပ်တယ်ဒါကြောင့်အချက်တရားအကြောက်တရားဒီတီလဖြူစင်ခြင်းရဲ့အဓိကအကြောင်းတရားလို့စာပေထဲမှာဖော်ပြတယ်အဲ့တော့ယဟန်တော်နေအတွက်လည်းဒီတိုင်းပဲဒါကြောင့်လူကောင်းတယောက်ဖြစ်ဖို့အတွက်မရှိမနေရှိကုန်ရှိရမယ့်တရား ဟီရီအော်ဒပတရားလို့မှတ်ကြရမယ်။လောကကြီးမှာဒီဟီရီအော်ဒပလို့ခေါ်တဲ့အချက်တရားအကြောင်းတရားတွေကင်းမဲ့သွားရင်ဒုစရိုက်လုပ်ငန်းတွေကိုအားရပါရပျော်ပျော်ရွှင်ရွှင်လုပ်ကြလိမ့်မယ်။ဒီနေ့ခေတ်မှာဒုစရိုက်တရားတွေထွန်းကားလာပြီလို့ဆိုရင်အဲ့ဒါတေချာတဲ့တတဝရရဲ့တန်တမှာဟီဒီအော်တပါအချက်အကျောက်တရားတွေကင်းမဲ့နေလို့ပဲ။ကောင်းပြီနောက်တစ်ခါ ချက်တိုင်းကြောက်တိုင်းကိုဟီဒီအော်တဘလို့ခေါ်သလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးတချို့ဟီဒီအော်တဘအတုတွေရှိတယ်ဟီဒီအတုအော်တဘအတုရှိတယ်ဝတိလချင်းဝေးရမှာချက်နေတာမျိုးတရားစကန်းဝေးရမှာကိုချက်နေတယ်တရားပွဲကိုတွားရမှာချက်နေတယ်ဥပုံဆောင်ရမှာကိုချက်နေတယ်အဲ့ဒါဟီရီမဟုတ်ဘူးလေကောင်းတာတွေကို လုံးရမှာချက်နေတာဟီရီမဟုတ်ဘူး အဲ့ဒါကမာယာလို့ခေါ်တယ်ဟန်ကြီးပန်ကြီးလောက်တာ ပရိယေလို့ခေါ်တယ်အဲ့ဒါကျတော့တဏှာလို့ခေါ်တယ်ကောင်းတာတွေကိုလောက်ရမှာရှက်နေတာကတဏှာပဲညဖုံးကြီးဝေရမှာရှက်တယ်သီလချင်းဝေရမှာရှက်တယ်တရားနာရမှာဥပုပ်ဆောင်ရမှာဘုံချောင်းတွားရမှာရှက်နေတယ်ဆိုရင်အဲ့ဒါဟီရီမဟုတ်ပါဘူးတဏှာလို့ပဲခေါ်ရတယ်ပေါ့လူတွေလူငယ်တွေဆိုလို့ရှိရင်လည်း နော်ပရိသတ်အလဲမှာစကားပြောမှာရှက်တာမျိုးတွေရှိတယ်လीစတိတ်စင်ပေါ်တက်ပြီးတော့ဟောပြောရမယ်ဆိုရင်ချက်တယ်ဒီလိုကိုရင်ဦးစင်းနေဆိုတဲ့ဒီတိုင်းပဲဒကာကြီးတွေဒကာမကြီးတွေတရားဟောရမှာကိုချက်နေတယ်အဲ့ဒါဟီရီမဟုတ်ပါဘူးနော်တဏှာလို့ပဲခေါ်ပါပဲတဏှာလို့ပဲခေါ်တယ်အဲ့လူငယ်တဘာဝကသမီးကြီးစားတွေချိန်တည်တဲ့အခါမှာလည်းတယောက်နဲ့တယောက်ဆက်နေကြတယ်အဲ့ဒါတွေကဟီရီမဟုတ်ဘူးတော့ ကျောင်းထဲတယောက်ရှင်းစလို့ဖြစ်ပြီးတော့စကားတွေမပြောရင်ဖြစ်နေကြတယ်ဆိုအဲ့ဒါကဟိရိမဟုတ်ဘူးမာယာလို့ခေါ်တဲ့လောဘသာဖြစ်တယ်ပေါ့ဒါကြောင့်ပြောချင်တာကမကောင်းမှုဒုစရိုက်ကိုလုံရမှာချက်တာမျိုးဆိုရင်ဟိရိလို့ခေါ်တယ်မကောင်းမှုဒုစရိုက်မဟုတ်ပဲနဲ့နော်ကောင်းတာတွေလုံရမှာကိုချက်နေမယ်လုံတင်လုံထိုက်တာတွေကိုလုံရမှာချက်နေတယ်ဆိုရင်အဲ့ဒါဟိရိမဟုတ်ဘူး မာယာလို့ခေါ်တဲ့လောဘတစ်မျိုးသားဖြစ်တယ်။ဥစဉ်လို့လောကီကျမ်းတွေမှာပေါ့နော်ကြီးပွားခြင်းတနည်းအားဖြင့်မချက်တဲ့အရာ၄မျိုးဆိုပြီးတော့ပြောထားတာရှိတယ်။အဲ့ဒါကဘာလဲဆိုစီးပွားရေးလုပ်တဲ့အခါရောင်းဝယ်တဲ့အခါမျိုးတွေမှာချက်နေလို့မရဘူးဈေးစည်းတင်တာဆက်ရမယ်။ဈေးစကားပြောတင်တာပြောရမယ်လေ။အဲ့တော့ချက်နေမယ်ဆိုလို့ရှိရင်ဘလို့မှဈေးရောက်လို့မရဘူးစီးပွားရေးလုပ်လို့မရဘူး။ ဒါကြောင့်နံပါတ်1ကစီးပွားရေးလုပ်တဲ့အခါမှာမချက်ရအောင်။နောက်နံပါတ်2ကအစာစားတဲ့အခါအစာသောက်တွေစားတဲ့အခါမှာလည်းချက်နေမယ်ဆိုရင်လည်းဒါဘိုက်ဝါတော့မှမဟုတ်တော့ဘူး။စားစားရှိတာစားရတာပဲပေါ့။ဒါလော်ကီကျမ်းတွေမှာပေါ်ပြတာပေါ့နော်။မချက်တဲ့တဲ့ဥစ္စာတွေပြောပြတာ။နောက်တစ်ခါနော် လင်းရမရရလို့အတူတူနေတဲ့ခါမျိုးတွေဆိုရင်လည်းမချက်တင်ဘူးဒါကဟိုကုသိုလ်အကုသိုလ်ကိုပြောနေတာမဟုတ်ဘူးလောကီကျမ်းစရာတွေကသူတို့ရဲ့လောကီဒသနာအနေနဲ့မချက်တဲ့အရာတွေကိုပြောပြတဲ့နေရာမျိုးတွေဖြစ်တယ်ဟိုဗုဒ္ဓအဘိဓမ္မာယအကုသိုလ်အကုသိုလ်ကိုခွဲနေတဲ့ခန္ဓာမဟုတ်ဘူးပေါ့နော်ဒီအကြောင်းတရားကတော့အေးကောင်းပြီအဲ့ဒီတော့လုံးသိမ့်လုံးထိုက်တဲ့အရာတွေကို လောကမှာချက်နေပါတယ်ဆိုရင်အဲ့ဒါဟီရီမဟုတ်ဘူးလို့ပြောကျင်တာဟီရီမဟုတ်ဘူးအဲ့ဒါကနော်မာယာလို့ခေါ်တဲ့လောဘတစ်မျိုးသားဖြစ်တယ်လို့ဒီလိုနားလည်ရမှာဖြစ်တယ်ပေါ့ကောင်းပြီနောက်တစ်ခါဩတ္တပအတုဆိုတာလည်းရှိသေးတယ်အကြောက်တရားကြောက်ချင်းသဘောကိုဩတ္တပလို့ခေါ်တယ်အဲ့ဒါကမကောင်းမှုတွေကိုလောက်ရမှာပြောရမှာကိုကြောက်တာကိုဩတ္တပမကောင်းတာလောက်ရမှာပြောရမှာကိုကြောက်တာဩတ္တပ အလိုမမဟုတ်ပဲနဲ့တစေကိုကြောက်တာတရေကိုကြောက်တာအဲ့ဒါကဩတ္တပတရားမဟုတ်ဒေါမနတလို့ခေါ်တယ်ဒေါသလို့ခေါ်တယ်ပေါ့တချို့တရားရုံးကိုရောက်တဲ့အခါမှာတရားသူကြီးကိုကြောက်နေတာမျိုးအဲ့ဒါတွေကနော်ဩတ္တပမဟုတ်ဘူးတချို့တောကလူတွေဆိုရင်လည်းလူကြီးသူကြီးနော်အိမ်သာမတက်ရဲဘူးတချို့ယထာတွေကာဂိတ်တွေမှာအိမ်သာမသွားရဲဘူးဆိုတော့အဲ့ဒါတွေက ဩတ္တပတရားမဟုတ်ဘူးဒေါသလို့သာခေါ်တယ်ဒေါသလို့ခေါ်တယ်အဲ့တော့လုံးတဲ့လုံးထိုက်တဲ့ဥစ္စာကိုကြောက်ရွံ့နေတာမျိုးတည်ဩတ္တပမဟုတ်ဘူးပေါ့မကောင်းမှုကိုပြုရပြောရမှာကိုကြောက်တာမှဩတ္တပလုံးတဲ့လုံးထိုက်တာကိုကြောက်နေတာကဒေါမနတလို့ခေါ်တယ်ပေါ့ဒါဆိုလို့ရှိရင်မကောင်းမှုဒုစရိုက်မဟုတ်ဘူးဆိုရင် မချက်ရတော့ဘူးလားမကြောက်ရတော့ဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးလုံးလုံးကြီးအချက်အကျောက်ကင်းမဲ့သွားရင်လည်းမယူရရကြတယ်ပေါ့ဆိုတော့တမျိုးမာကတော့ဇီရောပြားကြီးကတော့အဲ့ဒါအာဃာရဝဖြစ်သွားတယ်ဒေါသမာနဘက်ကိုရောက်သွားတယ်ဘသူကမှဂယုမဆိုင်ဘူးကွာဆိုတာမျိုးပေါ့နော်ဘာကိုချက်နေရမှာလဲဘာကိုကြောက်နေရမှာလဲဘာမှချက်စရာမရှိဘူးဘာမှကြောက်စရာမရှိဘူးဟဲ့ဆိုရင်လည်းအဲ့ဒါကအာဃာရဝနော်ယိုတင်မှုကင်းမဲ့သွားတယ် ်ငါတို့သူများဥစ္စာခိုးတာမှမဟုတ်ပဲဘာလို့ချက်เสียလို့လို့လဲနော်သူများကငါတို့မဟုတ်တာလုပ်နေတာမှမဟုတ်ပဲဘာလို့ချက်เสียလို့တို့လဲအဲ့လိုအချက်အကျောက်ကင်းမဲ့တဲ့ဟာမျိုးဆိုရင်လည်းအဂါရဝဖြစ်သွားတယ်နော်ချက်လွန်းကြောက်လွန်းရင်လည်းမာယာဘက်ကိုရောက်သွားတယ်ဒေါသဘက်ကိုရောက်သွားတယ်ဒေါမနတဘက်ကိုရောက်သွားတယ်ဒါကြောင့်မာကနုံစီတော်ဘုရားကြီးကအလက်အလက်သဘောမကောင်းမှုတွေကိုပြူရမှာပြောရမှာတွေးရမှာကိုချက်မဲ့ကြောက်မဲ့ဒါကောင်းတယ်ဟိရီအော်တပါ မကောင်းမှုမဟုတ်ဘဲနဲ့လုံတင်လုံထိုက်တဲ့ဥစ္စာတွေကိုနော်လုံရမယ်ဒါပေမဲ့ချက်တဲ့နေရာမှာလည်းချက်ရမှာပဲကြောက်တဲ့နေရာမှာလည်းကြောက်ရမှာပဲကိုယ်နဲ့ဇာတမားတွေလူကြီးတွေမိဘတွေကိုနော်ကြောက်တဲ့နေရာမှာကြောက်ရမယ်ပေါ့နော်ဘာလို့ကြောက်မှလဲဆိုရင်ခုနလိုအခါရဝဖြစ်သွားမယ်ပေါ့နော်အကြရဝဖြစ်ပါမယ်။ဒါကြောင့်ရှိသိင်းရှိတတ်တဲ့အချက်တရားနဲ့အကြောက်တရားဆိုတာတော့ရှိကိုကြည့်ရမယ်။ ။ဒါကြောင့်အလက်အလက်သဘောလို့ဆရာတော်ကြီးရမိတ်တယ်။နော်။လုံးလုံးကြီးအချက်အကျောက်ကင်းသွားရင်လည်းအဂါရဝဖြစ်မယ်။အဂါရဝဆိုတာဘာလဲဆိုတော့ဒေါသနဲ့မာနပဲ။လူကြီးတွေကိုမယုံမသိလောက်တာဆရာတော်တန်ဃာတော်တွေကိုမယုံမသိလောက်တယ်ဆိုတာအဲ့ဒါဒေါသနဲ့မာနနော်မာနတွေငါသိငါတက်ဆိုတာမျိုးတွေဖြစ်ပြီးတော့မာနတွေတက်ပြီးတော့အခါတော့ဘာမယုံမသေးတွေပြောမိတယ်မယုံမသေးတွေလုပ်မိတယ်ပေါ့။ဒါကြောင့်ဦးဇင်းတို့အမြဲတမ်းပြောဖြစ်တာကလူကြီးတို့ လူငယ်တွေနော်မိဘတွေနဲ့ပတ်သက်တဲ့အခါဆရာသမားတွေနဲ့ပတ်သက်တဲ့အခါမှာမာနတွေတထောင်ထောင်နဲ့အခါရဝမဖြစ်ဖို့ဒေါသတွေထွက်ပြီးတော့အခါရဝမဖြစ်ဖို့အရေးကြီးတယ်လူကြီးတွေမှားနေရင်လူငယ်တွေထောက်ပြခွင့်ရှိပေမဲ့နိဝါဒတရားမာနမပါဘဲနဲ့လေးလေးစားစားပြောရမှာဖြစ်တယ်မှားရခေါင်းလားဆိုပြီးတော့ဒေါသနဲ့မပြောရဘူးငါတိငါတက်ဆိုပြီးမာနနဲ့မပြောရဘူးနော် တခါတလေဆရာသမားတွေမနာလဲရှိတတ်တာပဲမိဘတွေမနာလဲရှိတတ်တာပဲပေါ့အဲ့လိုမိဘတွေလွဲတဲ့အခါမားတဲ့အခါဆရာသမားတွေလွဲတဲ့အခါမားတဲ့အခါသာသမီတို့တပည့်တို့ကနော်ဒေါသနဲ့မာနနဲ့မပြောရဘူးနိဝါတလို့ခေါ်တယ်နှိမ့်ချပြီးတော့ပြောရတယ်နှိမ့်ချပြီးတော့ပြောဂါရဝတရားနဲ့ပြောဂါရဝတရားနဲ့ပြောအဲ့ဒါသတိပြုရမယ်ယူနစ်ခင်ကြတော့နော်အဲ့လိုမျိုးအစောရောက်သွားကြတာပေါ့နော် အာမားရကောင်းလားမားရကောင်းလားဆိုပြီးတော့ဒေါသနဲ့ပြောတာမျိုးရှိတယ်။ဒါလေးတော့မသိရဘူးလားဒါလေးတော့မတတ်ဘူးလားဒီရွယ်တော်ရောက်နေပြီဂျာမျိုးဒါမျိုးတွေပေါ့ဒါကြတော့ဒေါသအတန်ပါနေတယ်မာနအတန်ပါနေတယ်နော်ဒေါသတန်မာနတန်လည်းပါနေတယ်မကောင်းဘူးပေါ့နော်ဒါကြောင့်ဦးဇင်းတို့လူကြီးတွေအပေါ်မှာနော်အခါတော်လို့ခေါ်တဲ့မာနဒေါသမပါစေရဘူးပြောတင်ပြတော့ပြောလိုက်တာလေခါတော်တရားနဲ့ပြောပါလေးလေးဆဆပြောရိုးရိုးသေးသေးပြော နော်နှိမ့်ချပြီးတော့ပြောလို့ဆိုလိုပါတယ်။ဒီကောင်းပြီအဲ့ဒီတော့မြတ်စွာဘုရားကပြောတယ်။ခီရီအော်တပါလို့ခေါ်တဲ့အချက်တရားနဲ့အကြောင်းတရားသာမရှိဘူးဆိုရင်ဒီလောကကြီးဟာတရိစ္ဆာန်တွေနဲ့ဘာမှမချတော့ဘူး။တမျိုးမှာကတော့ရှင်တော်ဘုရားကြီးကမမိတ်လဲဆိုတော့အေးယနေ့ခေတ်မှာခီရီအော်တပါလို့ခေါ်တဲ့အချက်တရားအကြောင်းတရားတွေကင်းမဲ့လာတဲ့အတွက်ကြောင့်ဝဆန်းစင်ရင်မှုတွေသွာလာမှုတွေအားလုံးဟာရိုင်းဆိုင်တဲ့ဘက်ကိုရောက်လာတယ်။ ကြာလာရင် အမိပေါက်ကြလိမ့်မယ်လို့ဆရာတော်ကြီးကခနဲ့ပြီးတော့ရေးထားတယ်။နော်ကြာလာရင်အမိပေါက်ကြလိမ့်မယ်။ဘာလို့မစ္စတာဘုရားကိုတိုင်ကတရိစ္ဆာန်နဲ့မထူးဖြစ်သွားလိမ့်မယ်လို့ဟောထားတာရှိတာပေါ့။ဒါကြောင့်ဟိရိနဲ့အော်တပ်ပါကိုလောကပါလတရားဟောဒီလောကကြီးကိုစောင့်ရှောက်နေတဲ့တရားပဲ။ဟောဒီဟိရိအော်တပ်ပါရှိနေလို့အမေရဲ့အဖေရဲ့သားရဲ့သမီးရဲ့ဦးလေးအတော်ဆရာဒီလိုမျိုးတွေယုံသိတဲ့ယုံသိတဲ့လေးစားတဲ့လေးစားတဲ့တာတွေဖြစ်နေတာ။ ဟီရီအော်ဒါပါအချက်အကျောက်မရှိဘူးဆိုရင်လေးစားစရာလည်းမရှိတော့ဘူးရိုသေစရာလည်းမရှိတော့ဘူးနော်အဲ့လိုမျိုးတွေဖြစ်သွားမှာအဲ့ခါကျတော့အကုန်လုံးဒေါသတွေမာနတွေလောဘတွေကလွှမ်းမိုးပြီးတော့တရိစ္ဆာန်ဇက်ခင်းကုန်ကြမှာတရိစ္ဆာန်စိတ်တွေပေါက်ကုန်ကြမှာနော်မာကနောဆရာဘုရားကြီးမိတ်တယ်လို့တတဝါတွေအမိပေါက်ကုန်ကြလိမ့်မယ်ဒါကြောင့်ဦးဇနောမြတ်စွာဘုရားကဟီရီအော်ဒါပါတွေဟောဒီလောကကြီးကိုစောင့်ရှောက်နေတဲ့တရားဟီရီအော်ဒါပါမရှိရင်တရိစ္ဆာန်လည်းမထူတော့ဘူးဆိုပြီးတော့ ဘုရားရှင်လည်းဟောကြားတော်မူခဲ့တယ်။အဲကြောင့်ဦးဇင်းတို့ဟောဒီကဘာကြီးငိမ့်ချမ်းตาရဖို့ဒုစရိုက်တရားတွေကင်းငိမ့်မှဖြစ်မယ်ပေါ့နော်။အဲဒုစရိုက်တရားတွေကင်းငိမ့်ဖို့အတွက်လည်းခီရီအော်တဘလို့ခေါ်တဲ့အချက်တရားနဲ့အကြောက်တရားရှိမှဖြစ်မယ်။ဒါကြောင့်ဦးဇင်းတို့တတဝရရဲ့တန်တမှာခီရီအော်တဘလို့ခေါ်တဲ့အချက်တရားကိုကိုစီကိုစီဝင်ယူကြရမှဖြစ်တယ်တိစောက်ကြရမှဖြစ်တယ်ပေါ့။ကြောင့်ဒီနေ့လူချင်းများနဲ့တကွဓမ္မမိတ်ဆွေများအားလုံး ခီရီအော်တပါလို့ခေါ်တဲ့လောကကြီးကိုစောင့်ရှောက်တဲ့တရားနှစ်ပါးကိုမိမိတို့တန်တန်မှဖြစ်စေပြီးတော့ဒုစရိုက်တရားတွေကိုချောင်ချပြီးလောကကြီးငြိမ်းချမ်းအောင်ကိုယ်စီကိုယ်စီကျူးစာအားထုတ်နိုင်ကြပါစေကုန်သတည်း